ဖွားကြီးတယောက်ငလျင်ဘေးတင်သူတွေကိုထောက်ပံ့တယ်လို့လို့နဲ့ဘာသာရေးမြှူဆွေးနေပါတယ်ဆရာတော်တဲ့ဒီဗီဒီယိုဖိုင်ကို ပြောတာဖြစ်ပါလိမ့်မယ်ကြည့်လိုက်ပါဦးเนาะနော်ဦးလေးတို့နော်ဘဝအတက်တာထဲမှာခက်ခဲကြုံတတ်တယ်အိမ်နေပျက်စီးသွားတဲ့ပြဿနာငွေကြေးတွေဆုံးရှုံးသွားတဲ့ပြဿနာအိုးအိမ်နေပျက်စီးသွားတဲ့လူတွေတည်သွားတဲ့ပြဿနာအဲ့အရာတွေကိုဖြေရှင်းပေးနိုင်တာယေရှုဖြစ်တယ်နော်သူကဝင်လေးယူတင်သူတစ်ပါးတွေဒုက္ခရောက်နေတဲ့အချိန်မှာ ဲ့ဒီဒုက္ခရောက်တာကိုအကြောင်းပြုပြီးတော့ဘာသာရေးအမျက်ထုတ်တဲ့လူဟာဘယ်ခေတ်ဘယ်ခါမှာပဲဖြစ်ဖြစ်ရှိနေမှာပါပဲအဲ့ဒါကိုမလုပ်ပါနဲ့လို့ဥစဉ်တို့ကသွားပြီးတားလို့ရမှာမဟုတ်ပါဘူးဥစဉ်တို့တက္ကရာကမတွေကသာတရင်က ဖြစ်ပေါ်နေတဲ့ဒုက္ခမှလွတ်မြောက်ရေးအတွက်သူတို့ထောက်ပံ့တာကိုယူပြီးတော့မိမိယုံကြည်ကိုးကွယ်ရာ ဖြစ်တဲ့ယရနာ၃ပါးကိုအပြစ်ပယ်မိဖို့လိုပါတယ်ဒီလိုပြောလို့တချို့ကဖုန်ကြီးသူမခံစားရလို့ပြောတာပါလို့ပြောကောင်းပြောကြပါလိမ့်မယ် 2008ခုနှစ်မလ2ရက်နေ့တုန်းကနဂိမုံတိုင်းကြီးတိုက်တဲ့အခါမှာဦးစင်းရဲ့မိဘနဲ့ဆွေမျိုးတွေတေကျေပျက်စီးခဲ့ပါတယ်။ဦးစင်းတို့ကိုယ်တိုင်လည်းပဲနေစရာကြောင်းမဲ့ခဲ့ပါတယ်။နော်။အဲ့ဒီလိုအချိန်ကာလမျိုးရောက်တာတောင်မှဦးစင်းဟာယရနာ၃ပါးပေါ်ကြီးညိုတဲ့စိတ်မပြတ်ခဲ့ပါဘူး။ပို့ပြီးတော့တောင်မှယရနာ၃ပါးအပေါ်ကိုကြီးညိုလာပါသေးတယ်။အဲ့ဒီအချိန်ကာလမျိုးမှာဘသူကလာဆွဲဆွဲဦးစင်းကိုဆွဲလို့ရမှာမဟုတ်ပါဘူးเนาะပြောချင်တာကဦးစင်းလည်းပဲ ဒီလိုဒုက္ခမျိုးကြုံတဲ့အခါမျိုးမှာယတနာ၃ပါးကိုပြစ်ပယ်မှာမဟုတ်ဘူးဆိုတာကိုပြောကျင်တာဖြစ်ပါတယ်။အားလုံးဘယ်လိုလူမျိုးကပဲကိုယ့်ဘာသာကိုလာပြီးဆွေးနွေးပါစေကိုယုံကြည်ရာဖြစ်တဲ့ယတနာ၃ပါးကိုမပြစ်ပယ်မိပါစေနဲ့လို့ပြောကျင်ပါတယ်နော်။အရှင်ဖရာလူထွက်သိမ့်ပြီလို့တပည့်တော်ပြောကျင်ပါတယ်တဲ့။မြတ်စွာဘုရားလက်ထက်တုန်းကတကုလူဓာယီဆိုတဲ့ပရပိုက်ဟာကတ္တပမြတ်စွာဘုရားရှင်လက်ထက်မှာ တငယ်ချင်းယဟန်တပါးကိုလူထွက်ဖို့ပြောဆိုခဲ့တဲ့အကုသိုလ်ကံကြောင့်အခုဂေါရမမြတ်စွာဘုရားရှင်လက်ထက်မှာယဟန်ဝိချင်းလို့ဘုရားရှင်ကိုလျှောက်ထားတဲ့အခါမှာတငယ်ချင်းပရပိုက်တွေကဝိုင်းတားတဲ့အတွက်သင်္ကန်းမဝေခရပါဘူး။ဒါကြောင့်တန်တရားဆိုတာဟာတူသောအကျိုးကိုပေးတတ်တဲ့အတွက်စကားတခွန်းပြောတော့မယ်ဆိုရင်ပြောသင့်မပြောသင့်အရင်ဆုံးချင့်ချိန်ပါချင့်ချိန်ပြီးလို့ပြောသင့်မှ ပြောပါလို့စေတနာနဲ့တတိပေးလိုက်ပါတယ်။ ်ဆရာတော်ဖရာတခုလောက်သိပါရစေဖရာနိဗ္ဗာန်လည်းအမှန်တကယ်ရှိတယ်နိဗ္ဗာန်ရောက်နိုင်တဲ့လမ်းစဉ်လည်းရှိတယ်လမ်းပြသူလည်းရှိရဲ့သားနဲ့ဘာလို့နိဗ္ဗာန်မရောက်ရတာလဲအရှင်ဖရာတဲ့ဒီလိုမိခွန်းမျိုးကိုမြတ်စွာဘုရားလက်ထက်မှာ ပုံနာတယောက်ကမြတ်စွာဘုရားကိုမေးဘူးပါတယ်မိဘုံကမြတ်စွာဘုရားမြတ်စွာဘုရားဤသာသနာတော်မှာမြတ်စွာဘုရားဤတတိတော်ဝကအကုန်လုံးနိဗ္ဗာန်ရောက်ပါသလားလို့မေးပါတယ် ဲ့ဒီခါမှာမြတ်စွာဘုရားက ပုံနာကြီးနိဗ္ဗာန်ရောက်တဲ့သူလည်းရှိတယ်လို့မရောက်တဲ့သူလည်းရှိတယ်လို့ဖြေကြားတော်မူပါတယ်။ပုံနာကမြတ်စွာဘုရားနိဗ္ဗာန်လည်းရှိတယ်၊နိဗ္ဗာန်သွားတဲ့လမ်းကြောင်းလည်းရှိတယ်၊နိဗ္ဗာန်ကိုညွှန်ပြပေးတဲ့သူလည်းရှိပါရဲ့နဲ့။ဘာကြောင့်နိဗ္ဗာန်ရောက်တဲ့သူကရောက်ပြီးနိဗ္ဗာန်မရောက်တဲ့သူကမရောက်ရတာလဲလို့မေးမြန်းပါတယ်။ထိုအခါမှာမြတ်စွာဘုရားကပုံနာကြီးတင့်ကိုငါတခုမေးမယ်။တင်တာဝတိမြို့သွားတဲ့လမ်းသိပါတလားလို့မေးမြန်းတော်မူပါတယ်။ ပုံနာကြီးကတိပါတယ်ဖရာလို့ပြန်လဲဖြေကြပါတယ်ထိုအခါမှာမြတ်စွာဘုရားကပုံနာကြီးလူနှစ်ယောက်ကတာဝတိမြို့သွားတဲ့လမ်းကိုမတိတဲ့အတွက်တင့်ကိုမေးတဲ့အခါမှာတင်ကတာဝတိမြို့သွားတဲ့လမ်းကိုညွှန်ပြလိုက်တဲ့အခါအဲ့ဒီလူနှစ်ယောက်ထဲကပထမလူကတာဝတိမြို့ကိုတင်ညွှန်ပြတဲ့လမ်းအတိုင်းဖြောင်းဖြောင်းတန်တန်သွားတဲ့အတွက်တာဝတိမြို့ကိုရောက်တဲ့ဒုတိယလူကတင်ညွှန်ပြတဲ့လမ်းအတိုင်းဖြောင်းဖြောင်းတန်တန်မသွားဘဲသူသွားကျင်တဲ့နေရာသွားနေမယ်ဆိုရင် တာဝတိမျိုးကိုရောက်ပါမလားလို့မေးမြန်းတော်မူပါတယ်။အဲ့ဒီအခါမှာပုံနာကြီးကမရောက်ပါဘူးဖះလို့ဖြေကြားပါတယ်။မြတ်စွာဘုရားကပုံနာကြီးတာဝတိမျိုးလည်းရှိတယ်။တာဝတိမျိုးကိုသွားတဲ့လမ်းလည်းရှိတယ်။တာဝတိမျိုးသွားတဲ့လမ်းကိုညွှန်ပြပေးတဲ့သူလည်းရှိပါရဲ့နဲ့။ဘာကြောင့်တာဝတိမျိုးကိုမရောက်ရတာလဲလို့မေးမြန်းပါတယ်။ပုံနာကမှန်လားပါတပည့်တော်ညွှန်ပြတဲ့လမ်းအတိုင်းမသွားလို့မရောက်တာဖြစ်ပါတယ်ဖះလို့ပြန်လည်ဖြေကြားပါတယ်။ထိုအခါမှာမြတ်စွာဘုရားက ုံနာကြီးအဲ့ဒီဥပမာအတိုင်းပဲငါဖះဘလောက်ပဲဟောဟောနာကြားတဲ့သူကကိုယ်တိုင်ကြင်ကြံအာထုံမှုမရှိဘူးဆိုရင်နိဗ္ဗာန်ရောက်မှာမဟုတ်ဘူးလို့ဖြေကြားတော်မူပါတယ်ဒါကြောင့်နိဗ္ဗာန်လည်းရှိတယ်နိဗ္ဗာန်သွားတဲ့လမ်းလည်းရှိတယ်နိဗ္ဗာန်သွားတဲ့လမ်းကိုညွှန်ပြပေးတဲ့သူလည်းရှိပါရဲ့နဲ့နိဗ္ဗာန်မရောက်ရတဲ့အကြောင်းရင်းဟာကိုယ်တိုင်ကြင်ကြံကြိုးပုတ်အာထုံမှုမရှိလို့ပဲဖြစ်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်အရှင်ဖះဒကြံမှာဒုံလဘဝိယျ ဘာကုသိုလ်တွေရနိုင်လဲဖရာတဲ့အပါဒံပါဠိတော်မှာမြတ်စွာဘုရားလက်ထက်ကတတဟပပိစိတမထေဆိုတာရှိပါတယ်အဆိုပါတတဟပပိစိတမထေဟာလွန်ခဲ့တဲ့60တကဘာအထက်တုန်းကဝိပဿနီမြတ်စွာဘုရားလက်ထက်မှာအမျိုးသားတအူးဖြစ်ခဲ့ဘူးပါတယ်စီးစိမ်ဥစ္စာများပျက်စီးခြင်းဆွေမျိုးများပျက်စီးခြင်းဘေးနဲ့ကြုံတွေ့ရသဖြင့်တောကငင်းအေးအောင်ဆိုပြီး ဝိပတ်တိမြတ်စွာဘုရားရဲ့သာသနာတော်မှာခုနှစ်ရက်ဒုံလဘယဟန်ဝတ်ခဲ့ပါတယ်ဒုံလဘယဟန်ဝတ်နေစဉ်မှာမြတ်စွာဘုရားဤအဆုံးအမကိုလိုက်လာပြီးဒါနတိလဘာဝနာစတဲ့ကုသိုလ်ကောင်းမှုတွေကို အစဉ်တစိုက်ဖြည့်ဆည်းခဲ့ပါတယ်အဲ့ဒီဘဝကတေလွန်တဲ့အခါမှာအဘယ်တကားပိတ်ပြီးလူစည်းစိမ်နတ်စည်းစိမ်အချင်းချင်းကိုခံစားခဲ့ရပါတယ်68ကဘာမြောက်မှာတော့သူနှစ်ခမအမိဖြင့်စကြဝဠာမင်းခုနှစ်ချိန်ဖြစ်ခဲ့ရပါတယ် အခုဂေါရမမြတ်စွာဘုရားလက်ထက်မှာတတ္တဟပပိစိတအမိဖြင့်ပရိတန်ပိတာ၄ပါးဝိမောက္ခ၈ပါးအဘိညာဉ်၆ပါးနဲ့ပြည့်စုံတဲ့ယဟန္တာမတိဖြစ်လာရပါတယ်။ဒါဟာဒုံလပဝိတ္တအကျိုးကျေးဇူးပဲဖြစ်ပါတယ်။ဒီအဖြေကိုနာကြားလိုက်ရလို့ဒုံလပဝိတ္တိုင်းကုသိုလ်ရတယ်လို့မထင်လိုက်ပါနဲ့နော်။ကုသိုလ်ရအောင်နေနိုင်မှကုသိုလ်ရမှာ ဖြစ်ပါတယ်။တချို့ဒုံလပယဟန်ဝိကြပြီး ယဟန်နဲ့ပတ်သက်တဲ့ကုသိုလ်ကောင်းမှုတွေလည်းမလုပ်ပဲစားလိုက်တောက်လိုက်ပြောလိုက်ပါလိုက်နဲ့အာဘတ်တွေတင်ပြီးလူထွက်သွားကြပါတယ်။အဲ့ဒီလိုဒုံလဘဝိနည်းမျိုးကတော့ကုသိုလ်ရနိုင်ချေနေပါတယ်နော်။နားလည်ပါစေ။အရှင်ဖေယသဘင်လှချင်းဤအကျိုးတရားများကိုသိလိုပါ၏ဖေယတဲ့။သဘင်လှတဲ့အခါမှာသဘင်ကိုဖျက်ပြီးသဘင်အတိုင်းလှတာနဲ့သဘင်ကိုဖျက်ပြီးသဘင်ကိုရောင်းလို့ရတဲ့ငွေနဲ့လှတာနှစ်မျိုးရှိပါတယ်။ ။သပင်ကိုဖျက်ပြီးသပင်အတိုင်းဆိုတာကမတင့်တော်ပါဘူး။ဘာကြောင့်လဲဆိုရင်သပင်ဆိုတာဟာမတင့်တယ်တဲ့အရာထဲမှာပါဝင်နေလို့ပဲဖြစ်ပါတယ်။သပင်ကိုဖျက်ပြီးသပင်ကိုရောင်းလို့ရတဲ့ငွေနဲ့လှူတာကတော့တင့်တော်ပါတယ်။သပင်လှူခြင်းဤအကျိုးတရားကိုပြောရမယ်ဆိုရင်ဖျားရှင်လက်ထက်တော်အခါကဥစဉ်နေမြို့မှာသပင်အမတန်ကောင်းတဲ့သူစင်းရမတူရှိပါတယ်။သူ့ရဲ့သပင်ကအမတန်ကောင်းလွန်းတဲ့အတွက် ပတ်စံရှိတဲ့တထေသမီးတွေကအသပြားတထောင်ပေးပြီးဝယ်ပါတယ်။ဘလို့ပဲဝယ်ဝယ်သူ့ရဲ့သပင်ကိုမျက်နှိုးလွန်းတဲ့အတွက်လုံးဝမယောင်းပါဘူး။တနေ့မှရှင်မဟာကိစီအမှုရှိတဲ့ယဟန္တာအရှင်မြတ်တွေကိုစွန့်ကပ်ခြင်းတဲ့အတွက်သူ့ရဲ့သပင်ကိုဖျက်ပြီးတထေမတအူးထံမှာတွားရောက်ပါတယ်။ဝယ်တုန်းကတော့မယောင်းပဲအခုကြမှာလာရောက်တဲ့အတွက်ကြောင့်အသက်ပြတထောင်မပေးပဲရှစ်အသက်ပြပဲပေးလိုက်ပါတယ်။သူစင်းရဲမှလည်းရရှိလာတဲ့ရှစ်အသက်ပြနဲ့ ရှင်မဟာကိစီအမှုရှိတဲ့ယဟန္တာအရှင်မြတ်တွေကိုစွန့်ချက်ပြီးကပ်ပါတယ်။အဲ့ဒီလိုသဘင်ကိုဖျက်ရောင်းပြီးစွန့်ချက်ကတ်တဲ့ကုသိုလ်ကံကြောင့်သဘင်ဟာချက်ချင်းပြန်ပေါက်လာပါတယ်။အဲ့ဒီအကြောင်းအရာကိုစန္ဒပိဇောတာမင်းသိတဲ့အခါမှလည်းပဲသူစင်းရဲမကိုချီးမြှောက်လိုတဲ့အတွက်ကြောင့်မိဖုရားအရာမှာထားလိုက်ပါတယ်။ချက်ချင်းသဘင်ပြန်ပေါက်ပြီးမိဖုရားဖြစ်ရတဲ့အကြောင်းရင်းဟာရှင်မဟာကိစီ အစရှိတဲ့ယဟန္တာအရှင်မြတ်တွေကို ွမ်းကပ်တဲ့ဒိဋ္ဌဓမ္မကုသိုလ်ပဲဖြစ်ပါတယ်။ဒိဋ္ဌဓမ္မကုသိုလ်အကျိုးပေးရတဲ့အကြောင်းရင်းကလည်းပဲအလူကံပုဂ္ဂိုလ်ကယဟန္တာဖြစ်သလိုလှူတဲ့ပုဂ္ဂိုလ်ကလည်းပဲတရားတရားအမတန်အားကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်လို့ပဲဖြစ်ပါတယ်။အဲ့ဒီသူစင်းရဲမတေလွန်တဲ့အခါမှာလက်ပြေတို့လာရောက်ရပါတယ်။ဒါဟာသဘင်လှူခြင်းကြောင့်ရရှိတဲ့အကျိုးတရားပဲဖြစ်ပါတယ်။ဆရာတော်ဖရာမဟာသမယတုအမြဲရွရင် ဘယ်လိုအကျိုးကျေးဇူးတွေရပါသလဲဖုရားဝီပီနဲ့ဖြေချပေးပါဖုရားတဲ့မဟာသမယတုအမြဲရွတ်တဲ့ပုဂ္ဂိုလ်တွေဟာ ကောင်းကျိုးခုနှစ်မျိုးရပါတယ်အဲ့ဒီကောင်းကျိုးခုနှစ်မျိုးကဘာတွေလဲဆိုရင်နံပါတ်1အနာယောဂကင်းရှင်းခြင်းနံပါတ်2အန္တရာယ်အမျိုးမျိုးတို့မကြောက်ခြင်းနံပါတ်3အသက်ရှည်ခြင်းနံပါတ်4ဒေါသတရားနှဲပါခြင်းနံပါတ်5မောဟဖုံးလွှမ်းမှုမရှိခြင်း နံပါတ်6နတ်တို့၏ချစ်ခင်မှုကိုရရှိခြင်းနံပါတ်9တစ္ဆာ၄ပါးတရားကိုထိုးထွင်း၍သိမြင်နိုင်ခြင်းဆိုတဲ့အကျိုး9မျိုးကိုရပါတယ်